တ်ရှုနားစင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရယ်ဒီကနေ့ဖတ်ရှုနားစင်ရမယ့်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး၄မှ၅အထိဖြစ်ပါတယ်ရှင်လူကခရစ်ဝင်အခန်းကြီး၄ယေရှုသည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်စုံလျက်ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင်ဝိညာဉ်တော်သည် တောသို့ပို့ဆောင်တော်မူ၏အရက်၄၀ပတ်လုံးမာနဲ့၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏ ထိုကာလပတ်လုံးအစာဟာရကိုသုံးဆောင်တော်မူမူထိုကာလလွန်ပြီးမှမွတ်သိပ်တော်မူ၏မာနကလည်းကိုရောသည်ဖျားသခင်ဤသားတော်မှန်လျင်ဤကြောက်ခဲကို မုတ်ဖြစ်စေခြင်းကအမိန်ရှိတော်မူပါဟုလျှောက်လေ၏ယေရှုကလည်းလူသည်မုတ်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဖျားသခင်မိန်တော်မူသည်များအားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏တပံမာနသည်ယေရှုကိုမြင်လှသော တောင်ပေါ်သို့ဆောင်သွား၍ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကိုတခဏချင်းတွင် ပြညွှန်၍ဤဖုံးတကိုအာနုဘော်တော်ရှိသမျှကိုငါ၌အပ်ခဲ့ပြီးငါသည်ပေးလိုသောသူအားပေးရသည် ဖြစ်၍ကိုရောအားပေးပါမည်ငါကိုကိုးကွယ်လျင်ဤအလုံးစုံတို့သည် ကိုရော၏ဥစ္စာဖြစ်လိမ့်မည်ဟုရှောက်လေ၏ယေရှုကလည်းအချင်းစာတန်ငါနောက်သို့ဆုတ်တော့ သင်ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရမည်ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏တဖန်မာနတ်သည်ယေရှုကိုယေရုရှလင်မြို့သို့ဆောင်သွား၍ဗိမာန်တော်၏အထွတ်၌တင်ထားပြီးလျှင်ကျမ်းစာလာသည်ကသင်ကိုစောင့်ရှောက်စေခြင်းကကောင်းငယ်တမန်တို့အားသင်အဖို့မှားထားတော်မူသည်ဖြစ်၍သင်၏ခြေကိုကြောင်းနှင့်မထိမခိုက်စေခြင်းကသူတို့သည်သင်ကိုလက်နှင့်မဆာချီးပင်းကြလိမ့်မည်ဟုလာ၏ထို့ကြောင့်ကိုရောသည် ဖျားသခင်ဤသားတော်မှန်လျင်ဤအထွတ်မှကိုကိုအောက်သို့ချလိုက်တော်မူပါဟုပြောလေ၏ယေရှုကလည်းသင်ဖျားသခင်ထာဝရဖျားကို သင်သည်အစုံအစမ်းမပြုတ်ရဟုကြံစကားရှိသည်ဟု ပြန်ပြောတော်မူ၏ထို့သောမာနသည်စုံစမ်းသွေးဆောင်ခြင်းအမှုအလုံးစုံကို အကုန်အစင်ပြုတ်ပြေးလျင်ထံတော်မှထွက်သွား၍ကာလအတန်အရာနေလေ၏ယေရှုသည် ဝိညာဉ်တော်တကိုးနှင့်ဂါလိလဲပြည်သို့ပြန်၍သတင်းတော်သည် ပဝင်းကျင်အရက်တို့၌အနှံ့အပြားကြော်စောလေ၏တရားစရတို့၌ဆုံးမဩဝါဒပေးတော်မူ၍လူအပေါင်းတို့သည်ကိုတော်ကိုချီးမွမ်းကြ၏ကြီးပွားတော်မူရာနာဇရက်မြို့သို့ရောက်ပြန်လျင်ထုံးစံတော်ရှိသည့်အတိုင်းဥပုံနေ၌တရားစရတို့ဝင်၍ကျမ်းစာကိုဖတ်ရွတ်ခြင်းကထတော်မူ၏ဇရက်ဆောင်သည် ရောဖက်ဟေရှာယ၏ကျမ်းစာကို ပေးသည်ဖြစ်၍ကျမ်းစာကိုဖွင့်တော်မူလျင် တွေ့သောအချက်စကားဟူမူကားထာဝရဘုရား၏ဝิญဉာဏ်တော်သည်ငါအပေါ်၌တည်တော်မူ၏အကြောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာတည်င်းကိုကြားပြောစေခြင်းကငါကိုဗိတ်သိက်ပေးတော်မူပြီးခြေမွတော်သူတို့အနာကိုပျောက်စေခြင်းက၎င်းဖမ်းသွာချုပ်ထားလျက်ရှိသောသူတို့အားလွတ်ချင်းအကြောင်းနှင့်မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းက၎င်းညင်းစေခံရသောသူတို့ကိုကယ်မစေခြင်းက၎င်းထာဝရဘုရား၏မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းက၎င်းငါ့ကိုဆင်လွတ်တော်မူပြီဟုလာသည်။ကျမ်းစာကိုလက်၍ဇယက်ဆောင်အားပေးပြီးမှ ထိုင်တော်မူ၏။ဇယက်၌ရှိတော်သူအပေါင်းတို့သည်ကိုတော်ကိုစစ်စစ်ကြည်လျက်နေကြ၏။ယေရှုကလည်းယနေ့ပင်ဤကျမ်းစာချက်သည် ်သင်တို့ကြားသည့်အတိုင်းပြည့်စုံလေပြီဟုမိန့်တော်မူ၏ထိုသူ အပေါင်းတို့သည်ကိုတော်ကိုဝန်ခံ၍တင့်တယ်လျောက်ပတ်သောနှုတ်ထွက်စကားကိုအံ့ဩချီးမွမ်းလျက်ဤသူသည်ယောသက်ဤသားမဟုတ်တုံလောဟုဆိုကြ၏ယေရှုကလည်းအကယ်၍သင်တို့သည်ပုံပမာကို ဆောင်လျက်အချင်းစေးသမားကိုအနာကိုငြိမ့်စေတော့မတို့သည်တရင်ကြားသည့်အတိုင်းသင်သည်ကပေရနောင်မြို့၌ပြုသမျှသော အမှုအရာတို့ကိုကိုနေရင်မြို့၌လဲပြုပါဟု၍ငါအားပြောဆိုကြလိမ့်မည်သို့တော်လဲငါအမှန်ဆိုသည်ကားအဘယ်ပရောဖက်မြမိမိနေရင်၌မျက်နာမရတတ်ငါအမှန်ဆိုပြန်သည်ကားပရောဖက်အေလိယလက်ထက်၌သုံးနှစ်နှင့်6လပတ်လုံးမိုးခေါင်၍ပြည်နိုင်ငံတလျှောက်လုံးအစာအဟာရအလွန်ခေါင်းပါခြင်းရှိသောအခါဣဒရေလအမျိုးဖြစ်သော မုတ်ဆိုးမအများရှိကြ၏ သို့တော်လည်းထုံမိမတယောက်ရှိရာတို့မြအေလိယကိုဆင်လွတ်တော်မမူဇီးတုံပြည်ဇရတမြို့သူဖြစ်သောမုတ်ဆိုးမတယောက်ရှိရာတို့ဆင်လွတ်တော်မူ၏ပရောဖက်အေလိရှေလက်ထက်တွင်လည်းဣဒရေလအမျိုး၌နူနာဆွဲသောသူအများရှိကြ၏သို့တော်လည်းနေမန်အမည်ရှိသော ရှုရိလူမတပါအဘယ်သူမြတန်ရှင်းခြင်းတို့မရောက်ဟုမိန့်တော်မူ၏ တရားစရနိုင်ရှိသောလူအပေါင်းတို့သည်ထိုစကားတော်ကိုကြားသောအခါပြင်းစွာအမျက်ထွက်သည်နှင့်ထ၍ကိုရောကိုမျိုးပြင်းတို့နှင်ထုတ်ပြေးလျင်ထိုမျိုးတီယာတောင်ထိတ်စွန်းအငူမှစောက်ထိုးတွန်းချခြင်းကဆောင်းသွားကြ၏ကိုရောသည်သူတို့အလယ်၌ရှောက်၍ကြွသွားတော်မူ၏ဂါလိလဲပြည်ကပ္ပရနောင်မြို့သို့ ရောက်လျင်ဥပုံနေ၌ဆုံးမဩဝါဒပေးတော်မူ၏အာနာနှင့် ခေါ်တော်မူသောကြောင့်ပရိသတ်တို့သည်ဒေသနာတော်ကိုအလွန်အံ့ဩကြ၏ထိုတရားစီရ၌ညစ်ညူးသောနတ်ဆိုးဆွဲသောသူတစ်ယောက်ရှိ၍အော်နာဇရက်မြို့သားယေရှု ကိုတော်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့ဆိုင်သနည်းအကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းကလာသလောကိုတော်သည်အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏ဘုရားသခင်၏တန်ရှင်းတော်မူသောသူဖြစ်ပါသည်ဟုကြီးသောအတန်နှင့်ဟစ်ကြော်လေ၏ ယေရှုကလည်းတိတ်ဆိတ်စွာနေလော့သူသူ၏အထဲကထွက်သွားလောဟုဆုံးမတော်မူလျင်နတ်ဆိုးသည်သူသူကိုလူများအလယ်၌လှဲချ၍ဘေးဥပ္ပမပြုတ်ဘဲထွက်သွား၏လူအပေါင်းတို့သည်မိန်မောတွေဝင်၍ဤစကားသည်အဘယ်သို့သောစကားနီညစ်ညူသောနတ်တို့ကိုအာနာတကိုးနှင့်မှားထား၍သူတို့သည်ထွက်သွားကြသည်တကားဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏တရင်တော်သည်လည်း ပဝင်းခြင်းအရတု၌နှံ့ပြားကြော်စောလေ၏တရားစရမထွက်ပြေးလျင်ရှိမုံအိမ်သို့ကြွတော်မူ၏ရှိမုံ၏ယောက်ခမသည်ပြင်းစွာသောဖြားနာဆွဲသည်ဖြစ်၍သူ့အတွက်ကိုတော်ကိုတောင်းလျှောက်ကြ၏ကိုတော်သည်ထိုမိန်းမ၏အနားမှရက်၍ဖြားနာကိုဆုံးမတော်မူလျင်သူသည်အဖျားပျောက်သည်ဖြင့်ချက်ချင်းထ၍ဧည့်သည်ဝတ်ကိုပြုလေ၏နေဝင်သောအခါအမျိုးမျိုးသောအနာရောဂါဆွဲသောသူ၏ အဆွေခင်မုံအပေါင်းတို့သည် ထိုလူနာတို့ကိုထံတော်သို့ဆောင်ခဲ့၍ကိုတော်သည်ထိုလူနာအသီးသီးတို့အပေါ်၌လက်တော်ကိုတင်သည်ဖြင့်အနာယောဂါကိုငြိမ်းစေတော်မူ၏။နတ်ဆိုးတို့လည်းကိုတော်သည်ခရစ်တော်ဒီဟုသောဘုရားသခင်သားတော်ဖြစ်တော်မူ၏ဟုဟစ်ကြော်လျက်လူများမှထွက်သွားကြ၏။ကိုတော်သည်ခရစ်တော်ဖြစ်ကြောင်းကိုသူတို့သည်သိကြသောကြောင့်စကားတခွန်းကိုမျှ မပြောစီခြင်းကမြစ်ဓာတော်မူ၏။မိုးလင်းသောအခါတောအရ၌ဖွဲ့ကြွတော်မူ၍လူများတို့သည်ကိုတော်ကိုရှာကြ၏။အထံတော်သို့ရောက်လျင်မိမိတို့နေရာမှထွက်ကြွတော်မမူမီအကြောင်းစီတားကြ၏။ကိုတော်ကလည်းဖျားသခင်၏နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုအခြားသောမြို့ရွာတို့၌မာဟောပြောရမည်။ထို့သောအလို့ငါငါကိုဆေလွတ်လျက်ရှိသည်ဟုမိန့်တော်မူ၍ ဂါလိလဲပြည်မှာတရားစရတ်တို့၌တရားဟောပြောလျက်နေတော်မူ၏ရှင်လူကခရဝင်အခန်းကြီး9တယံရောအခါဂေနီတရက်အိုင်နာမှာရက်တော်မူ၍လူများတို့သည်ဖျားသခင်၏နှုတ်ကပတ်တရားကိုနားထောင်ခြင်းကကိုရောအနီးသို့တိုးဝင်ကြစဉ်တွင်ကန်းနာမှာစိုက်သောလေနှစင်းကိုမြင်တော်မူ၏တန်ဃာတို့သည်လေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏ထိုလေတို့တွင် ရှိမုံဤလေထဲသို့ဝင်တော်မူပြေးလျင်လေကိုကမ်းနားမှအနှဲငယ်ခွာဖွင့်စေခြင်းကရှိမုံကိုအခွင့်တောင်းတော်မူ၏ထိုလေပေါ်မှထိုင်လျက်လူများတို့ကိုဆုံးမဩဝါဒပေးတော်မူ၏စကားတော်ပြတ်သောအခါရင်နဲ့ရရက်သို့ရွှေ့ဦးလော့ပိုက်ကွန်ကိုခြား၍ငါးကိုအုပ်ဆန်းလော့ဟုရှိမုံအားမိန်တော်မူ၏ရှိမုံကလည်းသခင်အကျွန်ုပ်တို့သည် တညာလုံးကြိုးစားတော်တဲ့တကောင်ကိုမြမရပါတို့ရတွင်အမိန်တော်ရှိလျင်ပိုက်ခွန်ကိုချပါမည်ဟုလျှောက်လေ၏ထို့သောချကြပြီးလျင်အလွန်များစွာသောငါတို့ကို အုံမိသည်ဖြင့်ပိုက်ခွန်သည်စုပ်ပြတ်စရှိ၏အခြားသောလေတစင်း၌ရှိသော အပေါင်းအဖော်တို့သည်လာ၍ကူညီစေခြင်းကသူတို့ကို အမှတ်ပေးသည်ဖြင့်သူတို့သည်လာ၍လှေနှစင်းနှင့်လူမတက်ငါးနှင့်ပြည့်စေကြ၏ရှိမုံပေတို့သည်မြင်လျင် ယေရှု၏ပစစ်တော်ကိုဥတိုင်၍သခင်အကျွန်ုပ်သည်အပြည့်များသောသူဖြစ်ပါ၏ကျွန်ုပ်စီမကြွသွားတော်မူပါဟုလျှောက်လေ၏ဘဲကြောင့်ဤသို့လျှောက်သည်ဟုမူကားအုံမိသောငားများကိုထောက်၍ရှိမုန်နှင့်သူ၏အပေါင်းအဖော်ဇေဘေဒဲ၏သားယာကုပ်နှင့်ယောဟန်မှစ၍ရှိမုန်နှင့်ပါသမျှသောသူတို့သည်မိန်မောတွေ့ဝေခြင်းရှိကြ၏ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိနှင့် သင်သည်ယခုမှစ၍လူတို့ကို ဖမ်းမိတော်သူဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ကန္နာမှာလေကိုစိုက်ပြေးလျင်ထိုသူတို့သည်ရှိသမျှကိုစွန့်ပြေး၍နောက်တော်သူလိုက်ကြ၏ကိုတော်သည်မြို့တစ်မြို့၌ရှိတော်မူစဉ်တကိုယ်လုံးနူနာဆွဲတော်သူတယောက်သည်ကိုတော်ကိုမြင်လျင်ပြက်ဝဲ၍သခင်အလိုတော်ရှိလျင်ကျွန်ုပ်ကိုတန့်ရှင်းစေနိုင်တော်မူသည်ဟုတောင်းပန်လေ၏ယေရှုကလည်းငါအလိုရှိ၏တန့်ရှင်းခြင်းသို့ရောက်စေဟုမိန့်တော်မူ တရက်လက်တော်ကိုဆန့်၍ထိုသူကိုတို့တော်မူ၏ထိုခဏချင်းတွင်နူနာပြောက်လေ၏ယေရှုကလည်းဤအကြောင်းကိုဘယ်သူအားမျှမပြောနှင့်ယေဘရဟိထံသို့သွား၍ကိုကိုပြလော့သူတို့ဘာ၌တသက်ဖြစ်စေခြင်းကတန်ရှင်းခြင်းသို့ရောက်သည့်အတွက်မောရှိစီရင်မှားထားသောပူဇော်တကားကိုဆက်လော့ဟုမိန့်တော်မူ၏သို့တော်လည်းတရင်တော်သည်သာ၍ကြော်သောသဖြင့်များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငါ၎င်း အနာယောဂငိမ့်စေခြင်းကျေးဇူးတော်ကို ခံလိုသောငါ၎င်းစုဝေးလျက်ရှိကြ၏ကိုတော်သည်တောရက်သို့ကြွ၍ဆူတောင်းလျက်ရှိတော်မူ၏တနေ့တစ်နေ့ကိုတော်သည်ဆုံးမဩဝါဒပေးတော်မူစဉ်ယေရုရှလင်မြို့မှစသောယူဒာပြည်ဂါလိလဲပြည်မြို့ရွာများတို့က ရောက်လာသောပါရီရှဲတို့နှင့်နိဒရေဆရာတို့သည်ထိုင်လျက်ရှိကြ၏အနာယောဂကိုငြိမ့်စေခြင်းကား သခင်ဖျား၏တကိုးတော်သည် ထင်ရှား၏ထိုအခါလက်ချေသေးသောသူတယောက်ကိုအိယာနှင့်တကွအထံတော်သို့ဆောင်ခဲ့၍ရှေ့တော်၌သွင်းထားခြင်းကရှာကြံကြ၏လူစုဝေးလျက်ရှိသောကြောင့်ဝင်စရာလမ်းကိုမတွေ့သဖြင့်အိမ်မိုးပေါ်သို့တက်၍အုတ်မိုးကိုဖောက်ပြီးမှလူနာကိုအိယာနှင့်တကွလူများအလေယေရှု၏ရှေ့တော်သို့လျှော့ချကြ၏ ကိုယ်တော်သည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျင်လူနာအားအချင်းလူတင်းဤအဖြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏ကျမ်းပြဆရာနှင့်ဖာရိရှဲတို့ကဖျားကိုလွန်ကျူး၍ပြောသောဤသူကအဘဲသူနီဖျားသခင်မှတပါအဘဲသူသည်အဖြစ်ကိုလွတ်နိုင်သည်နီဟုထင်မှတ်ကြ၏ယေရှုသည်ထိုသူတို့၏ထင်မှတ်ခြင်းကို သိတော်မူလျင်တင်တို့စိတ်ထဲမှာအဘဲကြောင့်ထင်မှတ်ကြသည်နီအဘဲစကားကိုတာ၍ပြောလွယ်သည်နီ သင်အပြစ်ကိုလွတ်စေပြီဟုပြောလွယ်သလိုသင်ထ၍လှမ်းသွားလောဟုပြောလွယ်သလိုလူသားသည်မြေကြီးပေါ်မှာအပြစ်လွတ်ပိုင်သည်ကိုသင်တို့သိစေခြင်းကထလော့ကိုအိယာကိုဆောင်၍ကိုအိမ်တို့သွားလော့သင်အားငါဆိုသည်ဟု ခြေလက်သေးသောသူအားမိန့်တော်မူ၏ထိုသူသည်လည်းလူများရှေ့မှချက်ချင်းထ၍အိယာကိုဆောင်လျက်ဖျားသခင်၏ဂုံတော်ကိုချီးမွမ်းလျက်မိမိ အိမ်တို့သွားလေ၏ထို့သူအပေါင်းတို့သည်မိမောတွေ့ဝင်၍ကြောက်ရွံ့အားကြီးသည်နှင့်ငါတို့သည်အံ့ဖွယ်သောအမှုတို့ကိုယနေ့မြင်ခဲ့ပြီဟု ပြောဆို၍ဖျားသခင်၏ဂုံတော်ကိုချီးမွမ်းကြ၏ထို့နောက်ကိုတော်သည်ထွက်ကြွ၍လေဝိအမည်ရှိသော အခွန်ကံသူသည် အခွန်ကံရာတဲ၌ထိုင်နေသည်ကို မြင်သောငါနောက်သို့လိုက်လောဟုမိန်တော်မူ၏ထို့သူသည်လည်းရှိသမျှတို့ကိုစွန့်ပစ်လျက်ထ၍ နောက်တော်သို့လိုက်လေ၏ထိုနောက်မှလေဝိသည်ကိုရောအဖို့အလို့ငါမိမိအိမ်၌ကြီးစွာသောပွဲကိုခံ၍အခွန်ခံသောသူများနှင့်အခြားသောသူအပေါင်းတို့သည်ကိုရောမှစသောတပည့်တော်တို့နှင့်တကားစပွဲ၌လျောင်းကြ၏ကျမ်းပြဆရာနှင့်ဖာရိရှဲတို့ကသင်တို့သည်အခွန်ခံသောသူသောသောသူတို့နှင့်အတူအဘဲကြောင့်စားတော့ကြသည်ဟုတပည့်တော်တို့ကိုကဲ့ရဲ့အပြစ်တင်ကြ၏ ယေရှုကလည်းကျမ်းမာသောသူတို့သည်စေတမားကိုအလိုမရှိကြ။နာသောသူတို့သာလည်းအလိုရှိကြ၏။ဖြောင်းမတ်သောသူတို့ကိုနောင်တသို့ခေါ်ခြင်းကငါလာသည်မဟုတ်။ဆိုးသောသူတို့ကိုခေါ်ခြင်းကငါလာသည်ဟုမိန့်တော်မူ၏။လူအချို့တို့ကယောဟန်၏တပည့်တို့နှင့်ပါရီရှဲတို့သည်အစာရှောင်ခြင်းနှင့်ဆူတောင်းခြင်းတို့ကိုအဖန်တလဲလဲပြုကြသည် ဖြစ်၍ဘဲကြောင့် ကိုတော်ဤတပြေးတို့သည် စားတောက်လျက်နေကြပါသည်ဟုရှောက်ကြ၏ကိုတော်ကလည်းမင်္ဂလာဆောင်လူလင်သည်မိမိအပေါင်းအဖော်တို့နှင့်အတူရှိစဉ်အခါသူတို့ကိုအစာရှောင်စေနိုင်သလော မင်္ဂလာဆောင်လူလင်ကို သူဤအပေါင်းအဖော်တို့နှင့်ခွာ၍ယူသွားသော အချိန်ကာလရောက်လည်မည်ထိုကာလအခါသူတို့သည်အစာရှောင်ကြလည်မည်ဥပမာကအဝတ်ဟောင်းကို အထည်သင့်နှင့်ဖာလိမရှိ ထို့သို့ဖာလျင်အထယ်သစ်သည်ဆွဲဆုပ်တတ်၏ဖာသောအဝက်သစ်သည်အဝက်ဟောင်းနှင့်မသင့်မတင့်သက်၎င်းဤဟောင်းသောတရေဘူး၌အသစ်သောစပြည့်ရည်ကိုထည့်လိမ့်မည်ရှိထို့သို့ထည့်လျင်အသစ်သောစပြည့်ရည်သည်တရေဘူးကိုဆုပ်ခွဲသဖြင့်စပြည့်ရည်သည်ယို၍တရေဘူးလည်းပျက်စီးတတ်၏အသစ်သောစပြည့်ရည်ကိုအသစ်သောတရေဘူး၌ထည့်ရသည်ထို့သို့ထည့်လျင် နှစ်ပါးစလုံးမပြတ်စီဟောင်းသောစပြည့်ရည်ကိုတောက်ပြီးသောသူသည်လည်းအတစ်သောစပြည့်ရည်ကိုချက်ချင်းအလိုမရှိတဲ့ဟောင်းသောစပြည့်ရည်တာ၍ကောင်းသည်ကိုတည်၏ဟု မိန့်တော်မူ၏ဒီကနေ့ဖတ်ရှုနားဆင်ခဲ့ရတဲ့အနုကပ္ပတမကျမ်းစာတော်မြတ်ကတော့ရှင်လူကခရုံဝင် အခန်းကြီး၄မှအခန်းကြီး၅အထိဖြစ်ပါတယ်ကြားနာတော်သူအပေါင်းထောက်ရဖျားကောင်းကြီးပေးပါစေ။